it was amazing speech I ever heard in my life. I uh, run Bible College in Burma for more than decades, and our graduate students they usually have graduation speech every year. And this time, Miss Noon did a great job. And I believe that one day, from our students here, our children's, you guys will be blessed as you were studying hard and fearful to God in your life. One day you will do the same. And I believe, and I'm counting on you, our church here depend on you a lot too. Your parents depend on you a lot too. Your success, just like Ms. Nun said, your success is your parents' success. Right? So let's keep up uh, the good work. All right, now, အခုချိန်မှာတော့ကျွန်တော်တို့ဓမ္မကျမ်းစာအနေနဲ့ဖတ်မယ်။အဒီကနေပြီးတော့မှနှုတ်ကပတ်တော့အနေနဲ့နားထောင်မယ်။အာဒီအချိန်မှာအများကြီးတရားဟောဖို့မဟုတ်တော့ဘူးဆိုတာကျွန်တော်နားလေတယ်။အာကျွန်တော်တတ်နိုင်ဆုံးတူတူလေးပြောဖို့ကြိုးစားပါမယ်နော်။ ပီအာရှင်ယာကုတ်ဩဝါဒစာအခန်းကြီး9အငယ်16စခွန်18ကျွန်တော်ဖတ်မယ် The book of James chapter 5 verse 16 to 18ဖတ်ရမှာအချင်းချင်းတယောက်နဲ့တယောက်ကိုအပြစ်ကိုပေါ်ပြတောင်းပန်ကြလောချမ်းသာရမည်အကြောင်း အချင်းချင်းတို့အဖို့ဆုတောင်းကြလော့သူတော်ကောင်းဆုတောင်း၍အရှင်ကြီးသောပထနာသည်အလွန်တကူပါ၏အေလိယသည်ငါတို့ကဲ့သို့လောကဒဏ်တရား၌ကျင်လေသောသူ ဖြစ်တော်လဲမူးမယွာမီအကြောင်း အထူးသဖြင့်ဆုတောင်းသောအခါ၃နှစ်နှင့်၆လပလုံးမေဘော်တို့မူးမယွာပဲနေ၏တဖန်ဆုတောင်းသောအခါမူးကောင်းကင်သည်မူးယွာစေ၏ မိကြီးဒီလေမိမိအတီးကိုတီးလေဖတ်ကြတော့နှုတ်ကပတ်တော်အရောက်တိုင်းအတွက်ဘုရားသခင်အထပံကောင်းချီးပေးပါစေအာမင်ဒီမှာကျွန်တော်ဘာတွေ့ရလဲဆိုဆူတောင်းခြင်း in this bible verse we see about prayer so i want to talk about prayer today just a little bit okay we already uh, heard a lot of spiritual foods today from Miss Noon, so I'm going to make it short. English လူလည်းနည်းနည်းလေးကျွန်တော်ထည့်ချင်တယ်ပါဆိုဒီနေ့ကဂလီးမြားအတွက်အထူးနည်းဖြစ်တဲ့အတွက်ကြောင့် English လူလည်းနည်းနည်းပြောချင်တာဖြစ်ပါတယ် So how many times do we pray a day 1 3 Who who pray more than 3 times a day Listen for listen you you pray 4 that's good who pray? Okay. How many times you pray? maybe more than 10. Maybe more than 10. Driver, so okay. So he pray all the time on driving truck. He pray on the truck by driving, uh, you know, while he's drive, he was driving. It's good. I used to pray when I was walking too. You know about prayer walking in the Bible? The Bible also teaches prayer walking. That's good things too. You know what? You know, we are so blessed that God, God, allow us to pray wherever we are. Not only in the church, but also at school, at home. We can pray while driving. We can pray when we're walking, right? We can pray wherever we are. But it is a matter of faith. We have to believe in God. So,

ပုံမှန်ဆုတောင်းတယ်ဆိုတဲ့အခါမှာမနဲ့တောင်းတယ်နီလည်းတောင်းတယ်ညလည်းတောင်းနိုင်တာပေါ့အဲ့ဒါကောင်းတဲ့အစီအစဉ်ဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့ဆုတောင်းတဲ့အခါမှာလေကျွန်တော်တို့တတ်မှတ်ရမယ်ဘယ်နေရာမှာကျွန်တော်ကျမဆုတောင်းလဲတတ်မှတ်တဲ့နေရာလေးရှိတာကောင်းတယ်ဖခင်เจ้าဆိုလဲဖခင်เจ้าမှာပုံမှန်အိမ်ထဲမှာတဏီယာယာမှာဆိုရင်တဏီယာယာမှာဟူနာတပေါ့ဟူနာတပေါ့လဲကောင်းပါတယ်သူ့တော်လဲပဲတဏီယာလေးကိုတတ်မှတ်တာအရင်ကောင်းတယ်အခုကားမောင်းနေနေဆူတောင်းနေဆိုကျွန်တော်တို့တတ်မှတ်တဲ့နေရာကားမောင်းတဲ့နေရာနော်ဥပမာပေါ့ အဲ့လိုမျိုးတတ်မှတ်တဲ့နေရာလေးမှာဆိုဆူတောင်းတော့အရန်ကောင်းတယ်ပုံမှန်ဖြစ်ဖို့လဲဆူလူတယ်နော်ပုံမှန်လေးဆူတောင်းတော့ဘာလို့ဆိုဘုရားသခင်ကကျွန်တော်တို့အပွင့်မယူတော့ယူဖို့တော့မလိုဘူးဆူတောင်းတဲ့အခါမှာဘုရားရှင်မအပွင့်မယူဖို့တော့မလိုဘူးသို့တော်လည်းပဲကျွန်တော်တို့ဘယ်အချိန်မှာဘယ်နေရာမှာဆူတောင်းနေဆိုတဲ့အရာကနော်ဘုရားသခင်ကျွန်တော်အချိန်အသုံးပြုခြင်းဖြစ်တယ်ဒါအရေးကြီးတယ်အဲ့တော့ကျွန်တော်တို့ regularly ဆူတောင်းဖို့လိုတယ်ကျွန်တော် So the woman, she replied, Usually I don't earn anything when I pray, but I lose things. တကယ်တော့သူဆူတောင်းတဲ့အခါမှာတဲ့ဘာမှမရတဲ့အချိန်ရှိတယ်တဲ့ဘာမှမရတဲ့အပြင်သူ့ဘက်ကနေတောင်းမှသူရှုံးရှုံးလိုက်ရတဲ့ဟာတွေရှိတယ်တဲ့ဆူတောင်းလို့သူ့ဘက်ကနေပြီးကုန်ခန်းသွားတဲ့အရာတွေပါရှိတယ်တဲ့ And So she said, Usually I don't want anything when I pray, but I lose things. But what she lose things are good to lose in our life. She said, She lost praying to God regularly. I lost my pride. I lost my pride, number one. Number two, I lost my arrogance that is self-importance, feeling self, you know, never wrong, you know, she lost that. And she lost, number three, greed. Number four, she lost strong desire to do bad thing. And she lost her anger when she prayed regularly. And she said, I lost the lust. And then she said, I lost pleasures of lying somewhere, And she lost the taste of sin. And she lost impatience. This is good, right? Everybody have impatience with somebody. And she lost discouragement. အဲ့ဒါကိုမြန်မာလိုနည်းနည်းပြန်ပြောချင်တယ်။သူ့ဘက်ကသူပုံမှန်ဆူတောင်းတဲ့အခါမှာဘာ <laughs> ရှုံရှုံလိုက်ရတယ်လေဘာကုန်ခန်းသွားတယ်လေသူ့စီရနေနံပါတ်1နံပါတ်1သူ့ရဲ့เนาะသူ့ဟာသူဂုံယူတဲ့ pride သူ့ဟာသူငါကောင်းတယ်ဆိုတော့သူ့ဟာသူအထင်ကြီးတဲ့ဟာတွေကုန်ခန်းသွားတယ်เนาะအဲ့ဒါလေအရင်အရေးကြီးတယ်ကိုဟာကိုအရင်ဂုံယူပြီးတော့မှလေကိုဟာကိုကောင်းတယ်လို့ကိုဟာကိုတတ်မှတ်ပြီးတော့မှ ဝါချွားတတ်ဟာရှိတယ်ဆိုရင်သူတစ်ပါးကိုကျွန်တော်တို့ဘယ်တော့မှဟိုသူတို့အတိုင်းမမြင်တတ်ဘူးအမြင်ဆောင်ပြီးတော့မှကုထက်သေးတယ်ကုထက်အစ်စ်မရှိဘူးလို့ပဲမြင်တတ်တဲ့အချင်းရှိတယ်လူတွေကအဲအဲ့ဒါတွေအားလုံးကုန်ခန်းသွားတယ်တဲ့ပြီးတော့ငါကသာအရေးကြီးဆုံးဆိုတဲ့အတွေးတွေကုန်ခန်းသွားတယ်တဲ့သူဆူတောင်းရင်ပြီးတော့မှသူကလောဘ စိတ်တွေလည်းကုန်ခန်းသွားတယ်တဲ့သူဆူတောင်းရင်နောက်တခါသူ့ရဲ့စန္ဒအလူစန္ဒပင်းပြတဲ့အလူစန္ဒတွေလည်းကုန်ခန်းသွားတယ်တဲ့ပြီးတော့မှသူ့ရဲ့ anger ဒေါသတွေလည်းကုန်ခန်းသွားတယ်တဲ့ဆူတောင်းခြင်းကြောင့်ပြီးတော့မှသူကဒီလောကီအရာကိုနှစ်သက်တဲ့စိတ်တွေကုန်ခန်းသွားတယ်တဲ့ ူသူတပားကိုလိန်လေတာလိန်လေတဲ့နော်သူတပားကိုလိန်လေတယ်အဲ့ဒီလိန်လေချင်းကိုလိန်လေချင်းကိုပြုံမွတ်ပွေအဘပြုံမွတ်နေတယ်ပေါ့နော်အဲ့ဒါတွေလည်းကုန်ခန်းသွားတယ်တဲ့ပြီးတော့မှမကောင်းတဲ့ဘုရားသခင်မနဲ့တဲ့အရာကိုလှုပ်ချင်တဲ့စိတ်နှလုံးတွေလည်းကုန်ခန်းသွားတယ်တဲ့စိတ်တူချင်းတွေလည်းကုန်ခန်းသွားတယ်တဲ့စိတ်တူချင်းစိတ်မရှိချင်းတွေ ုံခန့်သွားတယ်တဲ့ဒီနေရာမှာစိတ်အတူတက်ဆုံးပဲသူရှိမလဲစိတ်မရှိဆုံးပေါ့ကုကုမိမအပေါ်မှာစိတ်မရှိတဲ့သူတွေပဲနှစ်ယောက်ရှိလဲအဲကုသနေကကျွန်တော်လည်းမထောင်ဘူးတဲ့အဲကျွန်တော်တို့ကျွန်တော်တို့အဖေတွေကျွန်တော်တို့မိမအပေါ်မှာစိတ်မရှိတဲ့အချိန်ပြောရမယ်ဆိုရင်ကျွန်တော်စဉ်းစားတယ်လေ shopping သွားတဲ့အချိန်ဖြစ်မယ်နော် အဲ shopping သွားပြီဈေးသွားပြီဆိုရင်ဒီမှာအသေးအရွက်တန်းသွားမယ်ပြီးတော့ဟိုဘက်ရောက်သွားတယ်ကျွန်တော်လိုက်ရတယ်လိုက်ရတယ်နောက်တခါအဲ့ဒီဘက်ကိုပြန်လာတာအသေးအရွက်တန်းကိုပဲပြန်လာတာခဏနေတော့ပြန်သွားတယ်ဟူးဘက်အသားဘက်ကိုသွားတယ်ဟောပြီးတော့မဲဆင်းတာဘဲဟောက်မလဲအသေးအရွက်တန်းပဲပြန်လာတာအဲ့လိုမျိုးရှိတယ်နော်အာဆက်ရှိဖုခဲ့တယ်အာကိုယ့်ကိုပဲသွားတော့ဗောအာဒါပေမဲ့ဆူတောင်းတဲ့အခါမှာ

that do not allow us to grow in spiritually ဝိညာဉ်ရေးမှာယဉ်ကျက်မှုရင်အတွက်အဟံအတားဖြစ်တဲ့အရာတွေကိုရှုံးရှုံးမှုရင်အတွက်လည်းကျွန်တော်ဆုတောင်းရမှာအဲ့ဒါအရင်အရေးကြီးတယ်ကျွန်တော်အသက်တာမှာဝိညာဉ်ရေးမှာမယဉ်ကျက်စေနိုင်တဲ့အသက်တာပါရှိလေအဲ့ဒီအရာကိုပြောက်ွယ်သွားမှုရင်အတွက်ကျွန်တော်ဆုတောင်းဖို့လိုတယ် တခါတလေကြရင်တော့ဆူတောင်းခြင်းကကျွန်တော်တို့ကိုဉာဏ်ပညာပေးတယ် prayer educate us right ကျွန်တော်ကိုဉာဏ်ပညာပေးတယ်ပြီးတော့မှ strengthen us heal us ကျွန်တော်ရဲ့အသက်တာမှာနာကျင်ခြင်းနေနော်စိတ်နာခြင်းနေရှိတယ်ဆိုရင်လေကျွန်တော်ရဲ့တမိုင်းမှာကျွန်တော်ရဲ့အတိတ်မှာစိတ်မကောင်းစရာကျွန်တော်အပေါ်မှာတက်ရောက်ခဲ့တယ်ဆိုပါတော့ အဲ့ဒီအရာတွေအလုံးပြန်ပြီးတော့မှ ကျမ်းမာသွားဖို့အကောင်းအတိုင်းပြန်ဖြစ်သွားဖို့ဆိုရင်လဲဆူတောင်းခြင်းအရေးကြီးတယ်။ဘာဖြစ်လို့လဲဆိုတော့ဆူတောင်းခြင်းကကျွန်တော်တို့ကိုကျမ်းမာစေတယ်။စိတ်နှလုံးကျမ်းမာစေတယ်။အဲ့ဒါကြောင့်ကျွန်တော်တို့ဆူတောင်းခြင်းကိုနှစ်သက်ရမယ့်အရာဖြစ်တယ်။ဆိုတော့ဒီကနေ့ကျွန်တော်ထပ်မံပြီးတော့ပြောချင်တယ်။ William Shakespeare ကဘာပြောတယ်လဲဆိုတော့သူကတကယ်ကို အတွေ့အခေါ်ပညာရှင်စာရေးဇာဖြစ်တယ် Shakespeare ဆိုတာကျွန်တော်တို့မြန်မာပြည်မှာတော့လည်းမြန်မာလူစာတင်တဲ့အခါမှာရှိတယ်နော် Shakespeare ဆိုပြီးတော့အတန်ထွက်အတန်ကြီးတာပေါ့လေ William Shakespeare သူကဘာပြောလဲဆိုတော့သူကတော့ရောက်လို့တော့မဟုတ်ဘူးပေါ့သူအတွေ့အခေါ်လေးနဲ့သူကြီးတာပေါ့ဘာပြောလဲဆိုတော့ငရေပီကတဲ့ ူအစီဝေးမှာသွားတာဟုအစီဝေးမှာသွားပြီးတော့မှလူတွေကသူတို့ရဲ့ agenda အတိုင်းဟိုတဘောထားချင်းမတူဘဲနဲ့စကားတွေပြောကြတဲ့အခါမှာသူဘာပြောတယ်လဲဆိုတော့ထပြီးတော့မှအခုချိန်မှာနင်တို့တိလားတဲ့ကောင်းကင်နိုင်ဟိုငရဲပီကငရဲပီမှာဘယ်သူမှမရှိဘူးတဲ့အဲ့ဒါနဲ့အဲ့ဒါဘာဖြစ်လို့လဲတိလားဆိုတော့လူတွေကကြည်နေကြတယ်ဘာဖြစ်လို့လဲဆိုတော့ငရဲပီရောက်မဲ့လူတွေနင်တို့အဲ့ဒီမှာဒီမှာထိုင်နေကြလို့တဲ့ ငရဲပြည်ကဘယ်သူမှမရှိဘူးဖြစ်နေတယ်တဲ့အဲ့ဒီမှာဒီမှာယာကုတ်ကပြောလေအချင်းချင်းတယောက်နဲ့တယောက်ကိုအပြစ်ကိုဖော်ပြတောင်းပန်ကြလောတဲ့ချမ်းသာရမည်အကြောင်း အချင်းချင်းတို့အဖို့ဆုတောင်းကြလောတဲ့သူတော်ကောင်းဆုတောင်းရဲ့အရှင်ကြီးသောပထနာတွေအလွန်တကူပါ၏ဒီမှာပထမဆုံးအပိုင်းမှာပါတွေ့လေအချင်းချင်းတယောက်နဲ့တယောက်အချင်းချင်းတယောက်နဲ့တယောက် နော်ခရိယအသက်တာမှာလေဒီလိုစုယုံတဲ့အခါမှာအဲအတူတူနေတဲ့အခါမှာဘာပြောလဲကိုအပြစ်ကိုဖော်ပြတောင်းပန်ကြလောတဲ့တယောက်နဲ့တယောက်အပြစ်ကျွန်တော်ဖော်ပြပြတောင်းပန်မှာငါအပြစ်ကိုခွင့်လွှတ်ပါနော်ငါအမရှင်ခွင့်လွှတ်ပါနော်ငါပြောမဆိုမရှင်ခွင့်လွှတ်ပါနေ့အပေါ်မှာငါမကောင်းခင်ခွင့်လွှတ်ပါစသဖြင့် တယောက်နဲ့တယောက်ခုအဖြစ်ကိုဝင်ချတောင်းပန်ကြပါဒါခရိယံတက်တာဒီရောက်မှဟူးရောက်တဲ့ခါမှာသူကဘယ်လိုသူကဘယ်လိုသွားပြောဖို့မဟုတ်ဘဲနဲ့တယောက်နဲ့တယောက်တောင်းပန်ဖို့မင်းကချင်းဆိုင်တောင်းပန်ကြဖို့ပြောတယ်ပြီးတော့မှအချင်းချင်းတယောက်နဲ့တယောက်လည်းဆူတောင်းကြပါအေးနင်းအတွက်ငါပါဆူတောင်းပေးမလဲနော်ဘီဖခင်အကြောင်းတည်းမှာပဲတယောက်နဲ့တယောက်ထွက်ပြီဆိုရင်လက်ဆွေနှုတ်ဆက်ရင်းနဲ့ဘာပြောမလဲ ်အာနေတို့နေကောင်းလားမိသားစုနေကောင်းစသဖြင့်ပြုတ်တဲ့အပြင်ငါမင်းအတွက်အခုစူးစောင်းပေးလို့ရမလား What can I pray for you right now အင်ပြမမဟုတ်ဘူးเนาะအခုချက်ချင်းငါမင်းအတွက်ဘာစုတောင်းပေးနိုင်မလဲအဲ့လိုမျိုးတယောက်နဲ့တယောက်ကျွန်တော်တို့နှောက်ဆက်ကြဖို့ဖြစ်တယ်လူများတချို့လူတွေဒီမှာဟိုပေါ့ရောက်ရောက်တဲတဲနဲ့နှောက်ဆက်နေကြတဲ့အချိန်မှာလေတယောက်နဲ့တယောက်ဆူတောင်းကြဖို့ဖြစ်တယ်အဲ့ဒါလေးလေးကျွန်တော် တကယ်ကိုပြောချင်တယ်ဆက်စပီယာကတော့လူတွေစုဝေးနေတဲ့အခါမှာတယောက်နဲ့တယောက်နော်တဘောထားမတိုက်ဆိုင်ကြလို့စကားပြောနေတဲ့စီဝေးနေတဲ့အရာကိုသူမြင်တဲ့အခါမှာသူစိတ်မချမ်းသာဘူးကျွန်တော်ယုံကြည်သူတွေကတော့ဒီလိုစုဝေးနေတဲ့အချိန်မှာစီစီလုံးလုံးချစ်ချစ်ခင်ခင်တယောက်ပေါ်တယောက်အာပခုံးပေါ်လက်တင်းပြီးတော့ဆူတောင်းပေးကြဖို့ဖြစ်တယ်အဲ့တော့ကျွန်တော်နော် ချစ်ကြတယ်ဆူတောင်းပေးကြတယ်ဆိုရင်ဘယ်သူပဲလာလာကြည့်တဲ့အခါမှာအာဒီဖခင်เจ้าကတော့တကယ်ကိုစီလုံးကြတယ်စကားအဖြစ်ပဲမဟုတ်ဘူးเนาะအဲ့ဒါလိုမျိုးသူတို့အာတွေ့ရှိကြမှာဖြစ်တယ် now နောက်ဆုံးအနေနဲ့ကျွန်တော်တို့ခရိယန်အသက်တာတစ်ဖက်ပြန်ကြည့်ရအောင်ကျွန်တော်ယုံကြည်သူများ ဝိညာဉ်ရေးမှာရင့်ကျက်ကြီးထွားလာပူရင်အတွေ့အဟံအတားဖြစ်တဲ့အရာကိုကျွန်တော်ကဘေးဖယ်ရတယ်ဥပမာပြောရရင်ဒီမှာစိတ်ပြုတ်တဲ့သူတွေရှိလာမသိဘူးကျွန်တော်လေတလောက်အိမ်လေးတွေရတော့တချို့ကအာစိတ်ပြုတ်ကြတယ်ကျွန်တော်လည်းလောက်ဘူးတယ်တိတ်မအောင်မြင်ဘူးခြံထဲမှာကျွန်တော်မတော်တာပဲလားဒါမှမဟုတ်မိမကောင်းတာလား ဘယ်သူကိုအပြစ်တင်မလဲကျွန်တော်မသိမြို့စီပဲမကောင်းတာလားပေါ့ဘာပဲပြထားလိုက်ပါအရှိဘက်မှာတော့ပန်းကလေးတွေကျွန်တော်စိတ်ထားတယ်အဲ့ဒါတော့ဝါဒနာပါတယ်ဒါပေမဲ့ဟိုချီတဲ့သူကတချို့တွေကတော့လှတယ်လို့တခါမှတော့မပြောဘူးကြပါဘူးစိတ်ဝင်စားတယ်ဟိုဟိုအပြင်စိုက်တယ်ဒီအပြင်စိုက်တယ်ဘောလေဝါဒနာပါတယ်ကျွန်တော်စိုက်တဲ့အခါမှာအဲ့ဒီအပြင်ကြီးထွားဖူးရန်အတွက် ျွန်တော်တို့ဘာလုပ်ရသလဲဆိုတော့သူကမချီထွားနိုင်ဖူးရန်အဟာအတားဖြစ်တဲ့ဘေးနားမှာရှိတဲ့မြက်ကလေးတွေကိုကျွန်တော်နှုတ်ရတယ်တခါတခါအရွက်ကလေးတွေဝါလာတဲ့အခါမှာကျွန်တော်တို့မီဩဇာထည့်ပေးရတယ်မီဩဇာအရမ်းမြိုင်လဲတည်တယ်အဲ့လိုပေါ့အဲ့ဒါလည်းကျွန်တော်အရင်တော့မသိဘူးဒီတိုင်းပဲလောင်းချတာမီဩဇာကိုကဲစားဟဲသုံးလစားဆိုပြီးတော့မှထည့်တာဘယ်ဟုတ်မလဲတည်သွားတာတပတ်လောက်နေတော့အကုန်လုံးချုပ်သွားတယ် အဲ့လိုပေါ့ကျွန်တော်ဂယုတစိမ့်နဲ့လှုပ်ပေးရတယ်ဘေးနားမှာသူ့ကိုဟန်တားတဲ့အရွက်ကလေးတွေမြက်မြက်လေးတွေပေါ့လေအဲ့ဒါလေးတွေကျွန်တော်နှုတ်ပေးရတယ်သူမဟိုပေါ့ပန်းကလေးမပွင့်လာစီတဲ့ပွင့်လာဖူးရင်အတွက်အဟန်တားဖြစ်တဲ့အရာတွေအားလုံးဘေးနားကဟာတွေအားလုံးကိုကျွန်တော်တို့ကရှင်းလင်းရတယ်အဲ့ဒါလိုမျိုးပေါ့ ကျွန်တော်ယုံကြည်သူအသက်တာမှာလည်းယဉ်ကျက်လာဖူးရန်အတွက်ကျွန်တော်ဝိညာဉ်ရေးမှာကြီးထွားလာဖူးရန်အတွက်ကျွန်တော်ကိုဟန်တားစီတာအပြင်ကလူထက်ကိုယ့်အထက်ကဖြစ်တတ်တယ်ကိုယ့်ရဲ့စိတ်နှလုံးထက်ကဖြစ်တတ်တယ်အဲ့တော့အဲ့ဒီအရာတွေအားလုံးကိုဘေးဖယ်နိုင်ဖူးရန်အတွက်ကျွန်တော်ဆူတောင်းခြင်းလိုအပ်တယ်မြတ်များဆူတောင်းရမယ်ဘာဖြစ်လို့လဲဆိုတော့ဘာဖြစ်လို့လဲဆိုတော့ သူတော်ကောင်းဆုတောင်း၍အရှိန်ကြီးသောပတနာလေးတဲ့အလွန်တကူပါ၏တဲ့ဆုတောင်းတဲ့အခါမှာလဲတကူပါတဲ့ဆုတောင်းခြင်းနော်ဒီတိုင်းပဲဆုတောင်းတဲ့သူတွေတချို့တွေဒီတိုင်းပဲလဲလျောင်းနေရင်းနဲ့ဆုတောင်းကြတယ်နော်တက်တောင်တတာလေးနဲ့ဆုတောင်းတဲ့သူရှိတယ်တချို့တွေကြတော့ဒူထောင်းပြီးတော့မှဆုတောင်းတယ်တချို့တွေကြတော့လက်ထောင်းပြီးဆုတောင်းတယ်ဘာပဲဖြစ်ဖြစ်ဒီမှာပါတို့လေသူတော်ကောင်းဆုတောင်းတဲ့ ဆူတောင်းခြင်းကတကူးရှိတယ်တဲ့သူတော်ကောင်းဒီကနေ့ကျွန်တော်တို့ခရစ်တော်ကိုယရှိတော်သူတွေအားလုံးတမန်တော်တိုင်းအတိုင်းနောက်ကပတ်တော်အတိုင်းအသက်ရှင်တော်သူတွေအားလုံးဟာသူတော်ကောင်းဖြစ်တယ်အဲ့ဒီသူတော်ကောင်းရဲ့ဆူတောင်းခြင်းအယံကိုတကူးကြည့်တယ်ဆိုတာကိုတမန်ကျမ်းစာထဲမှာတွေ့ရတယ်အဲ့တော့ဒီကနေ့ကျွန်တော်ဆူတောင်းခြင်းတခါတလေမှာကိုဆူတောင်းတဲ့အတိုင်း ဖြစ်မလာတဲ့အခါမှာအားငယ်ကြတယ်အခုနာကကျွန်တော်ပြောသလို prophet တပါးကဆူတောင်းနေဆူတောင်းတဲ့အခါမှာမူးရွာဖူးဆူတောင်းမူးမရွာဖူးဆူတောင်းတယ်မူးမရွာဘူးမူးရွာဖူးပြန်ဆူတောင်းတယ်မူးပြန်ရွာတယ်အဲ့ဒါဘာဖြစ်လို့လဲဆိုတော့သူဟာ ဖရားရဲ့လူသူတော်ကောင်းဆူတောင်းခြင်းဖြစ်တယ်။မူးယွာခြင်းမယွာခြင်းလဲကျွန်တော်တို့ဆူတောင်းခြင်းအပေါ်မှာမူတည်တယ်။ယာဒီဥရုလဲပြောင်းလဲစေနိုင်တာသူတော်ကောင်းရဲ့ဆူတောင်းခြင်းဖြစ်တယ်။အဲ့လိုမျိုးပေါ့။အဲကျွန်တော်တို့အသက်တာတူးချင်းစီရဲ့အသက်တာထဲမှာလဲပြောင်းလဲခြင်းလူချင်းနေဆိုရင်အဲ့ဒီပြောင်းလဲခြင်းအတွက်ဆူတောင်းဖို့ဖြစ်တယ်။ ဂျမ်းမာခြင်းလဲအဲ့ဒီအတိုင်းပဲဆူတောင်းခြင်းဖြစ်တယ်။အဲ့ဒါကြောင့်ဒီကနေ့ကျွန်တော်တို့အသင်းသူအသင်းသားများယုံကြည်သူကြီးအကုန်မောင်နှမများပူ၍ဆူတောင်းသောအသက်တာရရှိနိုင်ကြဖို့ရန်အတွက်ရောက်တိုင်းကိုဖခင်သခင်အထက်ပံကောင်းချီးပေးပါစေ။အာမင်။ကျေးဇူးများတင်ပါတယ်။